ပါကစ္စတန်ကအိန္ဒိချင်းအာဖဂန်နစ္စတန်ကိုတိုက်ခိုက်ခဲ့တာကြောင့်အနည်းဆုံး၁၀ဦးသေဆုံးခဲ့တယ်လို့နိုဝင်ဘာ၂၅ရက်မှာတာလီဘန်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ရဲ့ပန်ရှာဝါမြို့မှာရှိတဲ့လုံခြုံရေးခြံဝင်းအတွင်အသေးခံဘုံခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်တရက်အကြာမှာပါကစ္စတန်ကအာဖဂန်နစ္စတန်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကျူကျော်သူပါကစ္စတန်တပ်ဖွဲ့တွေဟာအရက်သားနေအိမ်ကိုပုံကျဲခဲ့ပါတယ်။ဒါကြောင့်ကလေးကိုအမျိုးသမီးတအူးသေဆုံးခဲ့ပါတယ်လို့ပြောရေးဆိုခွင့်ရဇဗီဟူလာမူဂျာဟစ်က X မှာ post တင်ခဲ့ပါတယ်။တိုက်ခိုက်မှုဟာ Coast ပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။နေဆက်ဒေတာတွေဖြစ်တဲ့ကုနာနဲ့ပါတီကာတို့ကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နောက်ထပ်အရက်သား၄ဦးဒဏ်ရာရခဲ့တယ်လို့သူကဖြည့်ဆွက်ပြောကြားခဲ့ပါတယ်။ပါကစ္စတန်အစိုးရတာဝန်ရှိသူတွေနဲ့စစ်တပ်တို့ကအစိုးရတိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီးဖြေကြားပေးခြင်းမရှိတာဖြစ်ပါတယ်။ ပါကစ္စတန်ရဲ့ပန်ရှာဝါမှာရှိတဲ့လုံခြုံရေးခြံဝင်းအသေးခံဘုံခွဲတိုက်ခိုက်ခံခဲ့ရတာကြောင့်အရာရှိ၃ဦးသေဆုံးခဲ့ပြီး၁၂ဦးထဏ်ရာရရှိခဲ့ပြီးတဲ့နောက်အာဖဂန်နစ္စတန်နယ်စပ်မှာပါကစ္စတန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။